ပါရှင်။တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွေဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့မြေကော့တောင်ပြည်တော်စုကားလန်းကိုညဖက်သွားလာခွင့်ပိတ်လိုက်တဲ့အကြောင်းရေဖြူမျိုးနဲ့ကြောက်ထရံရွာသား9ဦးကိုဆီယနာရှင်တက်စစ်ကြောင်းကဖမ်းဆီးခဲ့တာ။ဒွေဝက်မျိုးမှာလုံခြုံရေးတင်းကျပ်ထားတဲ့အခြေအနေတိုက်ပွဲပြင်းထန်နေတဲ့မော်တော်လန်းကတဲဖြူရွာကိုဆီယနာရှင်တက်ကလင်းရင်နဲ့9ရက်ဆက်တိုက်ပုံကျဲခဲ့တဲ့အကြောင်း ထိုင်းကမ္ဘောဒီးယားစစ်ပွဲနှစ်ဖက်ထိခိုက်သေးဆုံးသူ60ကျော်ရှိလာနေတဲ့အခြေအနေစတဲ့တဲ့င်အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါရှင်မြမျိုးနယ်ကနေကွတောင်းမျိုးနယ်ကိုသွားတဲ့ပြည်တော်စုလန်းကိုညဖက်ဖြတ်တန်းတော်လောက်ခွင့်ပေးလိုက်တယ်လို့မြခင်ရံပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။တည်တင်းအပြည့်အစုံကိုထွေဝါရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ မြိတ်မြို့နယ်ကနေကိုတောင်မြို့နယ်ကိုသွားတဲ့ပြည်ထောင်စုလမ်းကိုညဘက်ဖြတ်တန်းသွားလာခွဲပိတ်လိုက်တယ်လို့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့ဒီလမ်းပိုင်းမှာဆဲနာရှင်တက်ထိုးစစ်ဆင်နေတာကြောင့်စရိတ်ရှိန်မြင့်လာနိုင်တဲ့အတွက်ဒီသမလရှင်နေ့ည6:00နိုင်ကစလို့ညဘက်ခီးသွားလာခွဲပိတ်လိုက်တယ်လို့ဆိုပါတယ်။ည6:00နိုင်ကနေမနစ်6:00နိုင်အတွက်အရေးပေါ်နိုင်ကိစ္စတွေကြောင့်သွားလာရင်သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့စည်းတွေစီဆက်သွယ်အကြောင်းကြားပြီးခွပြုချက်ရောက်မှသွားလာကြဖို့နဲ့အကောင့်ရီမန်ချပြီးသွားလာကြဖို့လည်းအတိပေးထားပါတယ်။ ဒါအပြင်နေပက်ဖြတ်တန်းသွားလိုက်ရင်လည်းခီသွွားပြည်သူတွေကဆန်းနာရှိတဲ့အရေးတန်းတွေနဲ့အနိကက်သွားလာတာမလုပ်ကြဖို့နဲ့တွန်လိုင်းတက်တွေစောင့်တခေဝက်ဆက်ရင်စစ်ဆေးခံဖို့ကိုလည်းမြေပကောက်ဖတာဝခန်ကပြောပါတယ်ဆန္ဒရှိတပ်သားတွေအားမော်တော်မျိုးကိုပြန်လည်ထိ ंछ ုံနိုင်ဖို့တိုက်ပွဲဖြစ်နေတဲ့တဲဖြူရွာကိုမြိတ်တနေတားပြီးတော်စုလမ်းမကိုအတုပ်ပြုပြီးမကြာခဏစိတ်အားဖြစ်တင်မှုတွေလှုပ်ဆောင်လို့ရှိပါတယ်။ဆန္ဒရှင်တပ်စစ်ကြောင်းကရေဖြူမျိုးနဲ့ကြောက်ထရံရွာသားခုနှစ်ဦးကိုဖမ်းဆီးထားပါတယ်။ ရေဖြူမြို့နယ်စာဒီကျေးရွာအုပ်စုကြောက်ထင်ရံရွာကိုဒီဇင်ဘာလ10ရက်နေ့ကရောက်လာတဲ့ဆီယနာရှင်တပ်စစ်ကြောင်းကရွာသူရွာသား9ဦးကိုဖမ်းဆီးထားခဲ့တာပါဖန်စီထားသူတွေကိုနေချင်းပြန်လွှတ်ပေးခဲ့ပေမဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာတော့အဲ့ဒီဒေသခံတွေကိုပြန်ဖန်စီလိုက်တယ်လို့ဆိုပါရယ်။အဖမ်းခံရသူတွေထဲဦးတန်းတန်းအပါအဝင်မိသားစုဝင်3ဦးနဲ့ဒေသခံအခြားလေးဦးပါဝင်တယ်လို့လည်းဆိုပါရယ်။ဆေးအနာရှင်တက်စစ်ကြောင်းဟာဒီဇင်ဘာလ2ရက်နေ့ကတည်းကဂျာဒီရွာထဲကိုရောက်နေတာပါ။ ဒီဇင်ဘာလ၈ရက်နေ့မှာတော့ကြောက်ထရင်ရွာဘက်ကိုရောက်လာပြီးဒီနေ့အထိရွာထဲရှိနေဆဲဖြစ်တယ်လို့ဆိုပါရယ်။ဒီဇင်ဘာလ၅ရက်နေ့ကတော့ဇာရီယာရဲရောက်နေတဲ့ဆီယနာရှင်တပ်ကိုတော်လှန်ရေးတပ်တွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါရယ်။ဆီယနာရှင်ရေတပ်သင်းမောကလည်းလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာကနေနှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်လူနေအိမ်တလုံးမီးလောင်ခဲ့ပါရယ်။စေအုပ်စုကျင်းပမှရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့မနေ့ဖန်ဒီဇင်ဘာလ10ရက်နေ့မှာတနင်္ဂနွေလုံးအတန်တိတ်တပိတ်ပြုလုပ်ကြဖို့နှိုးဆော်ထားခြင်းဒဝဲမြို့မှာလုံခြုံရေးတင်းကျပ်ထားပါဗျ။ ဒီသတင်းအပြည့်အစုံကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ဆေးဥစုကကျင်းပမယ့်ရေကောက်ပွဲကိုစက်ကြီးနဲ့အညီနဲ့မြေပြန်ဒီဇင်ဘာလ10ရက်နေ့ပါတနင်္ဂနွေတန်တေးတပိတ်ပြုလုပ်ကြဖို့နှုတ်ဆော်ထားကြီးဒွေမျိုးမှာလူချိုးကြီးတင်းကျပ်ထားတယ်လို့ရုတ်ကန်ချိုးကပြောပါတယ်။အလေးစားကျွန်တော်တင်ပြပြရရှိရတယ်ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့အားလုံးအပြည့်မထွက်ပဲနဲ့ဒီဇင်ဘာလ10ရက်နေ့မှာအတန်တေးတပိတ်ပြုလုပ်ကြဖို့ မန္တလေးလူထုတပိတ်ခေါဆောင်ဒေါက်တာကိစားဆန်အပါဝင်တပိတ်ခေါဆောင်ချိုကမန္တလေးမျိုးလေဇီတူတို့အနီမှာဒီဇင်ဘာလ3ရက်နေ့မှာဆက်နာရှင်စတ်ကျင်းစန္ဒပြာကနေတိုက်တွန်းခဲ့တာပါဒီဝေခေဒီမိုကရေစီရင်လှုပ်ရှားမှုတပိတ်ကော်မတီကလည်းစုံစုကျင်းပမဲ့တူယောင်ရွှေကောက်ပွဲကိုမျိုးစုံနဲ့ဆက်ကျင်းမှာဖြစ်တယ်လို့ဒီဇင်ဘာလ9ရက်မှာထုတ်ပြန်ထားပါတယ်အဲ့လိုဆက်ကျင်းတဲ့အနေနဲ့မနေ့ပြန်ဒီဇင်ဘာလ10ရက်မနေ့စနေကနေ့ ညနေ3:00နာရီအထိအတန်တိတ်တပိတ်ပြုလို့မယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိဒွေမျိုးမှာတော့ဆက်အနာရှင်တက္ကမျိုးနဲ့လမ်းဆိုလမ်းခွာတွေမှာ နေရာယူထားတယ်လို့မြို့ကန်သူကပြောပါတယ်။ဒွေမျိုးဝင်စစ်စီကီတွေမှာလေပုံမှန်ထက်စစ်စီကင်းကြနေတာတွေ့ရတယ်လို့ကာသမအချို့ကပြောပါတယ်။မြို့ကန်ချို့ကတော့ကံလန်ဒေတာစစ်တနာချုပ်တိုင်မူဒွေမျိုးကိုလာဖို့ရှိလို့လိုချိုရင်းတင်းကျပ်ထားတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ ဒီဇင်ဘာလရှေ့အနေကတော့စစ်အာဏာရှင်တပ်ကံယူတန်းတိုင်းစစ်ဌာနအချို့တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ဟာမိခင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုပ်ကိုတွားရောက်ပြီးမဲပေးဆက်တွေကိုကြည့်ရှုခေတယ်လို့စေအိုစုကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုသွားတဲ့လမ်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်အာဏာရှင်တပ်ကအဲ့ဒီလမ်းဘက်မှာရှိတဲ့တဲဖြူရွာကို9ရက်ဆက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီသတင်းကိုဒွေဝါရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ထိုင်းမြမနေဆက်မောတော်မျိုးကိုသွားတဲ့လမ်းမှာတိုက်ပွဲပြစ်ထန်နေပြီးဆဲနာရှိတက်ကအဲ့ဒီလမ်းပိုက်ရှိတဲဖြူရွာကို၅ရက်ဆက်တိုက်လေနဲ့ပုံကျဲတက်ခိုက်ခဲ့ပါတယ်။ဒီဇင်ဘာလ၂ရက်နေ့ကနေ၆ရက်နေ့အထိတဲဖြူရွာဝကျင်ကိုဆဲနာရှိတက်ကပုံကျဲတက်ခိုက်ခဲ့တာပါ။ဒီဇင်ဘာလ9ရက်နေ့မှာ white twin လေးနဲ့ဘုံကျဲတက်ခိုက်ပြီးကြဲရွတ်တွေမှာတော့တိုက်လီရီနဲ့ဘုံကျဲတက်ခိုက်ခဲ့လို့တော်လိုင်းတက်ဖွဲ့နဲ့နှိဆက်သူတွေစီကတီးရပါတယ်။မော်ဒယ်လမ်းမှာတိုက်ပွဲဖြစ်တဲ့နေရာတွေကိုဆက်နှရှေတက်က drone နဲ့လည်းနေတိုင်းဘုံကျဲနေပါတယ်။ မော်တော်မျိုးကိုတွန်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်မော်တော်လမ်းရှိသဲဖြူမြော်ဝေါ်ကျင်းမှာနေတိုင်းနေပွားတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။ထိုင်းကမ္ဘောဒီးယားစစ်ပွဲမှာနှစ်ဖက်ထိခိုက်သိမ်းဆုံးသူ60ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့ Dwell Watch အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ထိုင်းကမ္ဘောဒီးယားစစ်ပွဲနှစ်ဖက်ထိခိုက်သိမ်းဆုံးသူ60ကျော်အထိရှိလာနေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲမှာနှစ်ဖက်သိမ်းဆုံးသူတွေတိုးလာနေပေမဲ့ တိုက်ခိုက်တာတွေမရသေးပဲဆက်ရှိနေပဲလို့နှစ်ဖက်စလုံးကပြောဆိုနေကြဆက်ပါကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်ထုတ်ပြန်ချက်အရအရသား9ဦးသေဆုံးပြီး20ဦးဒဏ်ရာရထားတယ်လို့ဆိုပါတယ်ထိုင်ဘက်ကလည်းစစ်သား3ဦးသေဆုံးပြီး29ဦးဒဏ်ရာရထားတယ်လို့ဆိုထားပါတယ်နေဆက်မှာတိုက်ပွဲတွေကတော့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ထိဆက်လက်ဖြစ်ပွားနေဆက်ပါ ကမ္ဘောဒီးယားဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင်ထိုင်ဘက်ကရပ်သားနေအိမ်နှဆောင်ထိမှန်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။နေစာမှာရှိတဲ့စာသင်ကျောင်းပေါင်း600ကျော်ကိုလည်းပိတ်ထားရတယ်လို့အရသားတွေလည်းထွက်ပြေးတေးရှောင်နေကြရပါတယ်။တနင်္လာရီတင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအများဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။